အေးအာကြက်တော်တန်ကြားတာနဲ့ရှင်သားရနေတဲ့မျက်လုံးတွေကဖြက်ခနဲ့ပွင့်သွားတယ်။ဒေါမုံအိယံကလူလဲထားလိုက်တယ်။တဆက်သေးမှာပဲ။ตาလေးနီတွေ့ရထတော့လေအမေတို့အကြောကြောဖို့နောက်ကျနေတော့မယ်လို့နှိုးတယ်။မျက်လုံးဖြက်ခနဲ့ဖွင့်လူလဲထားနီတွေ့ကိုနှိုးဒေါမုံနိုးနိုးချင်းပြုတ်လို့ရတဲ့အလုပ်တွေဒေါမုံမျက်နှာကိုကြပြကြရတက်လိုက်တယ်။ပြီးတော့ခေါင်းခုလှုပ်တဲ့ပစိုးဟောင်းနဲ့မျက်နှာကိုတုပ်လိုက်တယ်။ ီးတာနဲ့ညကလေးကအစင်းသင်းလှုပ်ထားတဲ့အကြော်ကြော်မှုဖြစ်စည်းဖြစ်စရာတွေကိုထည့်ထားတယ်။တောင်းကိုရွက်လိုက်တဲ့အဲ့ဒီအချိန်မှာနီတုတ်ကလည်းမျက်နှာတစ်ပြီးနေပြီ။မနက်တိုင်းသူယူနေကြရေပုံတို့ရေအိုးတို့ကိုဆွဲထားပြီးတောင်းရွက်ပြီးဒေါ်မုံထွက်တာနဲ့နီတုတ်လည်းနောက်ကနေလိုက်ပါသွားတယ်။တကယ်တော့ဒေါ်မုံအကြော်ကြော်တာတိတ်မကြသေးပါဘူး။မနှစ်ကသူ့ယောက်ျားသားအီးပိုးထီပြီးဆုံးသွားမှတားလေးကိုအဖော်ပြုပြီးအကြော်ရောင်းရတာနီတုတ်ခမရမှလည်းတေးစားရှင်းစားဖတ်တတ်သည်။ အသက်ရှင်နေနဲ့ဘဝကြောင်းတက်နေရတယ်အမေကိုကူနေရရှာတယ်တကယ်တော့ဒေါ်မုံဒီနေ့အချိန်မှပြီးထမိတာပါအရင်နေ့တွေကဆိုစစ်တော်တန်ကြားလို့အိယာကနိုးတာနဲ့ကောင်းငင်ကိုမော့ကြည့်တယ်ခုနှစ်ဆင်ကျဲပဲရောက်နေလေမောင်ရင်ဆိုင်တန်းကျဲပဲမှလည်းရှာတယ်တွေ့ရင်အချိန်ကိုမှန်းတယ်ဒီနေ့တော့မိုးအုံနေတယ်လာကလည်းမိုက်တယ်ကောင်းငင်ပြေကြီးမှလည်းကျဲတလုံးမှမတွေ့ရဘူးည2နာရီလောက်တော်နေကြက်တန်းကို လင်းချက်တွန်တန်အောင်မေးပြီးထလာကြတယ်။ထလာပြီးကမှအရန်စောနေသည်ဆိုတာကိုဒေါမုံတတိထားမိလိုက်တယ်။တရားလုံးငြိမ်သက်နေတော့အမောင်တုအောက်မှာအိမ်မောကြနေတော့အရင်သူထနေကြအချိန်ဆိုဟိုအိမ်ဒီအိမ်မိတလက်လက်နဲ့စွန့်ချက်ဖို့ပြင်ဆင်နေကြပြီ။ဒေါမုံသားလေးကိုတနာမိတယ်။တာအီးရေးမဟုတ်ပါဘူးမဟုတ်လား။အကျော်တဲရောက်မှအမေနာမှာတရေးလောက်အိတ်လောက်အောင်နော်။ဟုတ်ကဲ့အမေ။တာမိနေအောင်မိအောင်လေးဆွဲပြီးတွားနေကြတယ်။ ဂွန်တရညက်လောက်ရောက်တော့အကျော်တဲကိုရောက်တယ်။မုတ်ဆိုးမှဆောက်တဲ့အကျော်တဲခနော်နီခနော်နဲ့ပင်မဲ့နေရကနေရကသူတို့တစ်ဖြူပင်ရွာနဲ့တောင်ဝေးထောက်ရွာလမ်းစုံကိုကိုပင်ကြီးအောက်မှာဒေါ်မုံတောင်းကိုချလိုက်ပြီးတာနဲ့မိကိုအရင်မွေးတယ်။တောင်းထဲကဒေပိုင်းစကားမုံနှစ်စလုံးစတဲ့ပစ္စည်းပစ္စည်းတွေကိုနေရတကြထားတယ်။နီတွတ်ကလည်းသူလုံနိုင်တာကိုကျွမ်းကျင်ချင်းချင်းနဲ့တက်တက်လက်လက်ဝိုင်းကူပေးတယ်။မလမကန်ရေရင်းကနေရေခတ်ပေးတယ်။ဒေါ်မုံအကျော်စကြော်တော့မှသူ့အမေဘေးမှာကပ်ပြီးနီတွတ်အိတ် ွားတယ်။ဒေါ်မုံကတော့ပြူမြဲဝတ္တရားအတိုင်းအကြော်ရီတဲဦးထဲထည့်ကျော်လိုက်တယ်။ဝါရုပ်ချုံနဲ့အပေါ်အောက်လှန်လိုက်တယ်။ကြက်ပြီးဖြစ်တဲ့အကြော်ရီကိုခမ်းပြီးစကားထဲထည့်လိုက်နေအလုတ်ကိုဇဲဆက်သလိုလုပ်နေတယ်။မုံနဲ့တဝက်လောက်ကုန်တော့ဒေါ်မုံခါဆန်ပြီးအညောင်းဖြေလိုက်တယ်။မျိုးလုံးကလည်းအကြော်ထည့်တဲ့စကားစီကိုရောက်သွားတယ်။ဒေါ်မုံရင်နေပန်းနေတုံပြီးထိတ်ခနဲဖြစ်သွားတယ်။စကားထဲကအကြော်ရီတစ်ခုမှမရှိတော့ဘူး။ဖះဖះ ငါအကျော်ဒီဘယ်ရောက်ကုန်တာလဲမုတ်နှစ်တေကလည်းတဝက်လောက်ပဲကျန်တော့တယ်ကျော်နေလိုက်ရတာခါတော်ညောင်းနေပြီမုတ်တေအများကြီးဖြစ်နေရမှာခုတော့စကားထဲမှာတခုမှလည်းမတွေ့ရပါလားဘယ်သူများယူဆသွားလဲမသိဘူးငါတော့အရင်ပြုတ်ပါပြီဒေါမုံအကျော်တော်ဆက်မကျော်နိုင်တော့ဘူးပြောလဲပြောငိုလဲငိုနဲ့တော်တော်လဲငိုပြီးမှတဟင်းတရှုံရှုံနဲ့စိတ်မပါလက်မပါအကျော်ဆက်ကျော်နေရတယ်အဲ့ဒီအချိန်မှာနီတိုလေးနိုးလာတယ်အမေဘာလို့ငိုရတာလဲအကျော်ဒီဘယ်သူဆသွားမှမသိဘူးသားရဲ့တခုမှကိုမကျန်တော့ဘူး အရင်ပြုံရင်နောက်နေ့ဈေးမရောက်ရတော့ဘူးတော့အမေတို့သားမိတော့ငက်ပြီနဲ့တူပါတယ်သားရဲ့ဒေါမုံကသားကိုပြောပြီးဝမ်းနေလာတာနဲ့ထပ်ပြီးငူပြန်တယ်တကယ်တော့ဒေါမုံအကြော်တဲစောက်ထားတဲ့ကိုကိုဝင်းကြီးမှတရေကြီးတကောင်ရှိတယ်ပုံမှန်အားဖြင့်ဆိုရင်တဆီတရေတွေအစာစားချိန်ကညဘက်ပါ အာယုံလာတာနဲ့ကိုဘုံကိုဌာနကိုပြန်ကြရတယ်ဒီတော့ဒေါမုံအချိန်မှထလာတယ်အကြောကြောတယ်အဲ့ဒီအချိန်မှတရဲသစီအစာရှာခြင်းသူတို့ကဘယ်လောက်စားရစားရမဝတဲ့တရားတွေစာလောင်မွသိခြင်းဒုက္ခကိုအမြဲခံစားနေရတာပဲမဟုတ်လားဒေါမုံရဲ့အကြောနံလေးကလည်းမှုတော့မနေနိုင်ဘူးနဲ့တူပါရဲ့ဒေါမုံငုံနေတော့မှပဲအတန်အော်အော်ကြီးနဲ့ပြောတဲ့ကိုကြားလိုက်ရတယ်ဒေါမုံလန့်သွားတယ်ငုံနေရနေရက်သွားတယ်ငါစာလို့စားတာပါ အကျော်ဘူးပြန်ပြီးမယ်မငိုပါနဲ့အတန်းကြီးပဲကြာရတယ်ဘဲသူဘဝမမြင်ရဘူးနီးတွတ်တောင်လက်မီသူ့အမေရင်ခွင်ထဲကို ရောက်သွားတယ်လူလားတည်းရဲ့လားဘဲကနေပြောနေတာလေဒုံမုံအရေးစွန်ပြီးမေးလိုက်တော့ပြီးတော့ကျုပ်တို့ကဆင်းရဲလို့အကျော်ရောင်းစားနေရတာပါအရင်ဒီပတ်စံကလည်းသူများစီကနေပြန်တူယူရတာပါအရင်ပြန်မဆက်နိုင်ရင်ကျုပ်တို့ကိုချေးမှမဟုတ်တော့ဘူး နိဗ္ဗာန်တို့မချေးလို့အကြုံမကြုံရရင်ကျုပ်တို့သားမိနှောက်ဒုက္ခရရမှာပါတော့ငါကဒီအပင်မှာနေတာငါနာမည်စောတော်လို့ခေါ်တယ်ငါရုပ်ကိုပြရင်နင်တို့သားမိအရန်ကြောက်သွားမှာစိုးလို့အတန်နဲ့ပဲပြောတာအကြော်ဘူးပေးပါမယ်ရော့ရော့အကြော်ဘန်းနဲ့ကိုငွေ15ချက်ချလိုက်တယ်ဒေါမုံမျိုးလုံးပြူးသွားတယ်သူကြော်တဲ့အကြော်တွေက အလွန်ဆုံးရှိမှအခု90တခုကို10ပြားဆိုတော့9ကျက်ပဲကြာတင်မယ်ဒါကြောင့်ကိုစောတော့ရေပေးတဲ့ပတ်စံလေးကများလို့နေပါတယ်ကျုပ်တို့ကတမအာဇီဝနဲ့ရှာစားရတာပါမတရားမလို့ကျင်ပါဘူးကျုပ်ကို9ကျက်ပဲပေးပါပိုတဲ့ပတ်စံนี่ပြန်ယူပါဒီတော့အတန်ပိုင်ရှင်စောတော့ကပိုတဲ့ပတ်စံနင်တို့ရင်းနှီးစားဖို့ ငါနဲ့နင်တို့သားမိတွေမိတ်ဆွေဖြစ်သွားပြီပေါ့အိပါတော့ဒီလိုဆိုနောက်နေ့မှတွေ့မယ်ကုစောတော့ကုစောတော့ကိုအကြော်တပန်းကျွေးမယ်နော်စိတ်လေးတလေးလဲတိုက်ပါမယ်အေး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 ငါလဲနင်တို့အကြော်ရောင်းကောင်းအောင်ဈေးခေါ်ပေးမယ်ဒေါ်မုံကပြောင်းမှုဖက်ဆက်လေးတလေးကိုမင်းကြီးပြီးတစ်ပင်ကြားထဲတင်ပေးထားတယ် ။တရေကြီးစောတော့လေသူရှိနေမှန်းသိအောင်တစ်ပင်ခွာကြားကဆက်လိတ်မီကိုရဲခနဲ့ရဲခနဲ့ဖြွာပြတယ်။အဲ့ဒီနေ့ကဒေါ်မုံတို့သားမိအကြော်ရောင်းလို့ကောင်းလိုက်ပုံများလက်ကိုမလဲဘူး။ပတ်စံတွေကလည်းခါတိုင်းထည့်ပို့ရတယ်။ဒေါ်မုံဝမ်းသာပြီးပျော်နေတယ်။အဲ့ဒီအပျော်ကသူသားနီတွတ်စီကူးသွားတယ်။နီတွတ်လည်းပျော်ပျော်ပါပါတွတ်တက်လက်လက်နဲ့အကြော်ပဲတွေချပေးလိုက်။ ငကန်နေလိုက်တိန်လိုက်နဲ့ဒီလိုနဲ့ခါတိုင်းထဲဆော်ပြီးအကျော်ဒီကုံသွားလို့ဒေါမုံတို့သားမိမြောက်ပြန်သွားတယ်။မပြန်မီမှာကိုစောတော့ရေကျုပ်တို့ပြန်တော့မယ်လို့နှုတ်ဆက်ပြီးအကျော်တပကန်နဲ့ဆက်လိုက်တလိုက်တစ်ပင်ခွာကြပေါ်တင်ပေးထားတယ်။တရေကြီးစောတော့နဲ့မိတ်ဆွေဖြစ်ပြီးနောက်ပိုင်းဒေါမုံတို့သားမိမြောက်ရောင်းပန်းဝယ်ပန်းနေကောင်းလာတယ်။စားဝတ်နေရေးလည်းပြည်လည်လာတယ်။နေပြန်တို့မချေရတော့တဲ့အပြင်ငွေလေးရွှေလေးတွေတော့အနေအချင်းစုမိစောင်းမိလာတယ်။ညီတို့ကိုလည်းကြောင်းပြန်ထားနိုင်တယ်။ဒီလိုအစဉ်ပြေလာတာစောတော့ကြောင့်ဆိုတာဒေါမုံ ်သိတယ်ကျေးဇူးလည်းတင်တယ်ဒါကြောင့်မကြာခဏဆိုသလိုရွာဦးဖုန်ကြီးเจ้าကိုဆုံးကတ်တယ်အလူအတန်းလှုပ်တယ်စောတော်ကြီးအတွက်ရည်စူးပြီးအမြအတန်းပေးဝေတယ်စောတော်ကြီးကိုတာဓုခေါ်ခိုင်းတယ်ဏီတုတ်ကเจ้าကတငယ်ချင်းတွေကိုသူ့မိတ်ဆွေတရေကြီးစောတော်အเจ้าကိုပြောပြတယ်တငယ်ချင်းတွေကိုခေါ်လာပြီးစောတော်ကြီးနဲ့စကားပြောတယ်ဒီလိုနဲ့စောတော်ကြီးအเจ้าတရွာလုံးတည်သွားကြတယ်စောတော်ကြီးနေတဲ့ကိုကိုပင်ကိုစားစရာတွေထားကြတယ်အကူအညီလိုအပ်တဲ့သူတွေလည်းလာပြီးအကူအညီတောင်းကြတယ်အယောင်းဝယ်သမားတွေကလည်းရောင်းမ မန်းဝယ်ပဲလှဖို့ကာလာသားတွေကတမိရီစာချင်းတွေ့တဲ့နေရာခိုးပြေးတဲ့နေရာမျိုးတွေစောင့်ရှောက်ဖို့ရမိရဖတွေကရက်ရွာကိုတခိုးသမျရန်ကကာကွယ်စောင့်ရှောက်ဖို့အကူအညီတောင်းကြတယ်စောတော်ကြီးကတော့အကူအညီတောင်းသမျကိုတခູ້မှမကြံအောင်ကူညီပေးတယ်လိုအပ်ရင်အတန်ပေးပြီးပြောတယ်တတိပေးတယ်ရွာကိုတခိုးသမျဝင်လာရင်ကြောက်အောင်လန့်အောင်ခြောက်လန့်ပြီးဖန်စီပေးတယ်ဒီလိုနဲ့စောတော်ကြီးဟာရရေးရွာရေးကိစ္စမှန်သမျှမှမပါမဖြစ်ဖြစ်လာတယ်အဆဆအယယအကူအညီပေးတယ်လို့တရေပေမဲ့ စောတော့ကြီးကိုဘယ်သူမှမကြောက်ကြဘူးခလေးလူကြီးယောက်ျားမိန်းမတရွာလုံးကချစ်ခင်ကြတယ်အလှအတန်းလှုပ်ကြအမျှဝေကြရွာဦးကျောင်းဆရာတော်ကတော့စောတော့ကြီးနဲ့တကွာလို့ထဲ့ပြီး30ပုံအားလုံးကိုအမျှဝေတယ်ဒီလိုနဲ့တစ်ဖြူပင်ရွာလေးနဲ့တရေကြီးစောတော့ရဲ့ခင်မင်မှုကနှစ်တည်ကြလာတယ်ဒေါ်မုံတော်အကြုံမယောင်းတာကြပြီးအိမ်ဆိုင်လေးဖွင့်ပြီးအိမ်မှာပဲနေတယ်ဒါပေမဲ့စောတော့ကြီးအတွက်တော့နေ့စဉ်မပြတ်စားစရာတောက်စရာပို့ပေးတယ်ညတို့ဆိုရင်လေလူပြိုကြီးဖားဖားတောင်ဖြစ်နေပြီတရက်အာယုံမလာခင်ညတို့ တော့စောရကြီးစီကိုသွားတယ်စောရကြီးအတွက်မုတ်တေလေးယူသွားတယ်ကိုကိုပင်ကိုရောက်တော့ဥစောရရေကျွန်တော်လာပြီဗျို့ဥစောရဘုမုတ်တေအများကြီးယူလာတယ်ဗျို့လို့អော်လိုက်တယ်မုတ်တေကိုလည်းတင်းနေကြခွားဆောင်ကြီးပုံမှာတင်းလိုက်တယ်အဲ့ဒီအချိန်မှာစောရကြီးအတန်ကိုကြားရတယ်နီတို့ရေ ငါမင်းတို့နဲ့ခွဲရတော့မယ်ကွာစောတော်ကြီးရဲ့အတန်ကဝဲနေတဲ့ပေါက်နေတယ်။ဘာဖြစ်လို့လဲဥစောတော်ရဲ့မင်းတို့ပေးဝေသည်မကုသိုလ်ကောင်းမှုကိုငါရတယ်။အမျှလဲခေါ်နိုင်နေ။ဒါကြောင့်ဒီထက်မြင့်တဲ့ဘုံဘွားကိုငါသွားရတော့မယ်ညီတို့ရေ။မနက်ဖန်မနက်မိုးလင်းကနေရင်ငါသွားမယ်။မင်းအမေကိုရောမင်းတငယ်ချင်းတွေကိုရောငါကနှုတ်ဆက်တယ်လို့ပြောပေးပါ။ဝဲနေပန်နေပြောနေတဲ့စောတော်ကြီးရဲ့အတန်ကြောင့်ညီတို့စိတ်မကောင်းဖြစ်တယ်။သူပါဝဲနေလာတယ်။အိမ်ပြန်ရောက်တော့ဒေါမုံကိုပြောပြတယ်။တငယ်ချင်းတွေကိုလည်းပြောပြတယ်။ညတကောင်ကျော်တွင် နီတိုနယ်တငယ်ချင်းတွေကစော်ရော်ကြီးကိုနှုတ်ဆက်ဖို့ကိုကိုဝင်ကြီးရှိရဆို စောတော်ကြီးကိုနှုတ်ဆက်ဖို့ကုကိုပင်ကြီးရှိရာစီကိုလာကြတယ်။စောတော်ကြီးစားဖို့မုတ်တေလည်းအများကြီးယူလာကြတယ်။ဒေါ်မုံကလည်းစောတော်ကြီးကိုနှုတ်ဆက်ခြင်းနဲ့ဆိုလို့ဏိတွနဲ့သူတငယ်ချင်းတွေကတွဲပြီးခေါ်လာကြတယ်။ကုကိုပင်ကိုရောက်တော့စောတော်ကြီးကိုမုတ်တေပေးပြီးစကားတွေပြောကြတယ်။စောတော်ကြီးကဒီမှာနင်တို့နဲ့ငါနေရတာဒီမှာနင်တို့နဲ့နေရတာငါပြောပါတယ်။စားလဲစားရတယ်။အခုအပိုင်သားရတဲ့နေရာကိုမသွားမဖြစ်သွားရတော့မှမို့နင်တို့ကိုခွဲရတာပါ။စိတ်မကောင်းဘူး။ငါနင်တို့အားလုံးကိုနှုတ်ဆက်ပါတယ်။ ယ်စောတော်ကြီးရဲ့အတန်းကြောင့်အလုံးစိတ်မကောင်းကြဘူးဒေါမုံဆိုလဲစောတော်ကြီးရဲ့ဂျေစုကိုအောင်းမိပြီးမျက်ရည်တွေလဆန်းဆန်းဖြစ်နေတယ်ဒီကချိန်မှာနီတုတ်တုတ်ကာလာသားတစုကစောတော်ကြီးကိုကြည်ကြတယ်ဥစောတော်ကြီးမတော်ခင်ဥစောတော်ကြီးရဲ့ရုပ်ပုံတရံကိုကျွန်တော်တို့မြင်ဘူးအောင် ပြပါကျွန်တော်တို့မြင်ဘူးအောင်ပြပါလို့ဝိုင်းပြောတယ်မင်းတို့ကြောက်သွားမယ်မပြဘူးလို့စောရောကြီးကပြောတယ်။နီတုတ်တုတ်ကာလာသားတွေလည်းမကြောက်ပါဘူးပြောပြီးအတင်းပြခိုင်းတယ်။ဒီအချိန်မှာပဲရွာဦးเจ้าကအုံမောက်ခောက်တံကိုကြားလိုက်ရတယ်။ကဲ ငါသွားတော့မယ်နီတို့ရေငါရုပ်တရံကိုပြမယ်မင်းတို့မကြောက်ကြနဲ့နော်လို့ပြောပြီးစောရောကြီးကသူ့ရုပ်ကိုပြတယ်စောရောကြီးရဲ့ရုပ်ကိုမြင်ရတော့တချို့ကကြောက်ဒူးတုံပြီးသေးတွေတောင်ထွက်ကြတယ်တချို့ကစကမေးမရတော့ပဲကြောင်တောင်တောင်ဖြစ်ကုန်ကြတယ်စောရောကြီးရဲ့မျက်နှာကြီးကအိမ်တလုံးစာလောက်ကြီးတယ်မျက်လုံးကြီးတွေကသကောကြီးလောက်ရှိပြီးနီရဲနေတယ်နေရွက်ကြီးတွေကလည်းခါတဝက်လောက်ရောက်တယ် ပါဇက်ကြီးကဖျားတစ်ချက်စာလောက်ကျဲပြီးရှာကြီးကတွဲလောင်းထွက်နေတယ်။သွားကြီးတစ်ချောင်းတစ်ချောင်းကလည်းရေပုံးကြီးလောက်ရှိတယ်။စောတော်ကြီးရဲ့တကူလုံးတစ်ထောင်လောက်ရှိတဲ့အမွှေးရှည်ကြီးတွေနဲ့အရက်ကထမ်းမင်ကြီးကိုကြောပြီးမိုးနေတယ်။ဒေါ်မိုးနဲ့နီတို့ကတော့ဟိုးကလေးကခင်မလာတဲ့ရင်းနီးလာတဲ့မိတ်ဆွေရင်းမှုစောတော်ကြီးကိုကြောက်စိတ်မဖြစ်ဖဲတနာစိတ်တောင်ပူနေကြတယ်။စောတော်ကြီးကနီတို့တို့သားမိကိုလက်ပြပြီးကြောခိုင်းလိုက်ပါတယ်။ပြီးတော့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုသဲပြီးတရွေ့ရွေ့ထွက်သွားပါတော့တယ်။တဖြည်းဖြည်းဝေးရီဝေးရီသွားပါတော့တယ်။ညီတို့တို့သားမိကတော့တရေကြီးစောတော်ကြီးပြောက်ွယ်သွားခြင်းထိလက်ပြလိုက်ပါတယ်။ကိုကိုပင်အောင်မှာကြံရစ်ခဲ့ကြပါတော့တယ်။ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထမံဖော်ပြပေးသောမှာမို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။